မြင်္ဂလာပါမနေ့ပြန်ခொနီယသားသမီးများတို့တည့်ရတာဆောင်းဝမ်းရှောင်းများကိုစတင်ပြောကြားပြပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့ရံဝေးပြည်ပမှာရှိတဲ့ဆွေမျိုးများထံနေပြီးတော့ဝမ်းသာစရာတင်ကောင်းများကြားပါမယ်အဖိုးတန်ပစ္စည်းများဝင်ပါလိမ့်မယ်ငွေကန်အလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်တိချောက်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ် ရေရာနေနေရတော့မိမိရဖခင်မှာ only 6စိတ်ကလို့ပူဇော်ပေးပါတနင်္လာသားသမီးများတော့ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရစရာရှိတဲ့ငွေကြီးကြီးများတော့မထင်မှတ်ပဲနဲ့ပြန်ဝင်လာတတ်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်နေငါးပါတဲ့ကနေ့များအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ရွှေဝိုင်အောင်ဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရဖျားမှာပဲပလတာကောက်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့လူမျိုးကြပါတာကြများရဲ့အကူအညီများရရှိပါမယ်။ရွှေရဲ့လက်ဝဲယန္တနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများအပ်တပါတယ်။သူတို့မရဲ့ကြောက်သွင်းခြင်းအထင်တွဲဆွဆွဲခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေတော်မှာထိခိုက်တန်ရာရတတ်ပါတယ်။ချစ်သူစီကနေပြီးတော့တင်းငောင်းများကြားအပ်တပါတယ်။ တိကွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းနေအောင်တော့အဖြူအောင်နဲ့ငွေအောင်ဖြစ်ပါတယ်။ရေဒီယာနေနေရတော့မိမိရဖျားမှာလဖတ်တော့ကတ်လို့ပူဇော်ပေးပါ။မုံလုံးသားသမီးများတော့ယနေ့မှာတော့တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။ယင်းကိစ္စဆက်ကိစ္စများတော့ပြောဆိုဖြစ်ရှင်းပေးရတတ်ပါတယ်။အလုံးမှာအခွင့်အရေးကောင်းရတာတွေအောင်မြင်မှုကြီးကြီးမားမားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ချစ်သူစရာနေပြီးတော့တည်ငောင်းများကြားတတ်ပါတယ်။ ရင်ပတ်အောင်နေတတ်ပါတယ်။လေးကိုပါတဲ့ကနမ်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ရောမိမိရံဖျားမှာနနတိကလို့ပူဇော်ပေးပါ။ကြာရာပရိသရမီများတော့ယနေ့မှာတော့အလုတ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးတော့စကားပြောဆိုညှင်းခေါ်အပ်တတ်ပါတယ်။ရွေးချယ်အပ်ခက်ဆုံးဖြတ်ခက်တာတွေစိတ်နှကွဖြစ်เสียရမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ကျမကြီးကောင်းနေတော့လေလက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ အချိန်ရင်းမှာတော့တာယာနေပါလိမ့်မယ်။ငါးကိုးပါးတဲ့ခဏမ်းများအချိုးပေးပြီးတော့အကန်ကောင်းတဲ့ရောင်တော့အပြာရောင်ဖြော့ဖြော့ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရံဖျားမှာပဲပေါက်စီကလူပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဝေးရနေအဆက်အသွယ်ကောင်းများရရှိပါမယ်။အလုံးနေရာထိုင်ခြင်းအထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်။လက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အချိန်ရင်းမှာစိတ်လုံးမကြစရာတွေများနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုညင်ခေါ်အသက်ပါတယ်။ငါးကိုပါတဲ့ကနန်းမြအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ညညရောင်နဲ့အညူရောင်ဖြစ်ပါတယ်။ရဲတွေအနေနဲ့ကတော့မိမိရဲ့အဖေမှာရွှေသမင်းကပ်လို့ပူဇော်ပေးပါ။စနေသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုညင်ခေါ်အသက်ပါတယ်။စာချုပ်ဆက်တူရှယ်ကိစ္စများအတွက်စင်ညာအသက်ပါတယ်။ဝမ်းသာစရာတည်င်းကောင်းတွေကြားအသက်ပါတယ်။ခြေရောက်အောက်ပိုင်းထိခိုက်မိသက်ပါတယ်။ အချင်းရင်းမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိရဲ့ဖျံမှာမွေးငါကတ်လို့ပူဇော်ပေးပါ။အားလုံးကြားမှချမ်းသာကြပါစေ။